ဒီဇာကရဲ့ဟိုလူသိများဆုံးကပုံကွာတိုင်တော့သူ့အမှာယုံလေးက comment ပေးလိုက်ပြီးအဲ့ဒီ post ကိုသူဖျက်ပစ်လိုက်တယ်ဖျက်ပစ်လိုက်ပြီးတော့ယုံလေးကသူနဲ့မပတ်သက်သလိုမျိုးတိုင်တော့လောက်တယ်စခိုင်းမပွေဟာအခုဆိုလို့ရှိရင်ညီညွတ်ရေးပြက်ပြားပြီးတော့ဆဲအုပ်စုအနေနဲ့မျက်စိကြားစရာပြစ်မှတ်ဖြစ်နေပါတယ်စခိုင်းမပွေဟာ energy လက်အောက်ခံ PDF ပတ်ကဖားတဲ့အားကောင်းတဲ့ data ပါဒါပေမဲ့ NUG ဟာလောလောဆယ်ဖွဲ့စည်းပုံပြက်နေပါတယ် NUG ဟာသူ့အောက်က PDF နဲ့ပတ်ကဖားတွေကိုတောင်းကောင်းကောင်းမအုပ်စီးနိုင်တယ်လို့ဖြစ်နေပါတယ် ် NUG အမိန့်ကိုတောင်မှတည်တည်ဝူးဝူးမနာခံမဲထင်တိုင်းကျဲနေကြတာမျိုးတွေရှိနေပါတယ်။ဒီတော့စစ်ကောင်စီရဲ့နောက်ထပ်ပြစ်မှတ်ဟာဘယ်နေရာဖြစ်လာမလဲ။ရခိုင်ကိုသူတို့တိတ်မုန်းနေတာမှန်ပါတယ်။ဒါပေမဲ့တိတ်လည်းကြောက်နေပါတယ်။ရခိုင်ဟာအမာဆုံးပြစ်မှတ်ဖြစ်တဲ့အတွက်အခုချိန်မှာနောက်လာမဲ့ပြစ်မှတ်ဟာရခိုင်ဖြစ်ဖို့ထက်တခြားနေရာတွေဖြစ်ဖို့ပိုများတယ်လို့ထင်ရပါတယ်။အဖြစ်နိုင်ဆုံးကတော့အားအပြော့ဆုံးပြစ်မှတ်နှစ်ခုဖြစ်တဲ့စကိုင်းမကွေးနဲ့ကရင်ပြည်ပါ။ကရင်ပြည်ကိုလော်လော်ကျဲသူတို့ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ကရင်ပြည်ထဲမှာသူတို့အတွက်အပူတပြင်းပြဿနာရှိနေပါတယ်အဲ့ဒါကကြားဖြန့်ပြဿနာပါကြားဖြန့်ကိစ္စအကြောင်းပြုပြီးတရုတ်သားမကအခုအမေရိကန်ကပါခြေလှမ်းနေပြင်းနေတယ်ဆိုတော့ကရင်ပြည်ဟာသူတို့အတွက်နောက်ထပ်ပြစ်မှတ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖြစ်ဖို့ပုံများတာကစကိုင်းမကွေးလို့ထင်ပါတယ်စကိုင်းမကွေးဟာအခုဆိုလို့ရှိရင်ညီညွတ်ရေးပြက်ပြားပြီးတော့ဆေးအုပ်စုအနေနဲ့မျက်စိကြားစရာပြစ်မှတ်ဖြစ်နေပါတယ်စကိုင်းမကွေးမှာတော်လန်ရေးအဖွဲ့အချင်းချင်းပြက်တနာရှာတာတွေဖြစ်ပေါ်နေပါတယ်အဲ့ဒါဟာစကိုင်းမကွေးရဲ့ အားနည်းချက်တစ်ချက်ပါစကိုင်းမကွေးမှာရှိတဲ့တော်လိုင်းရေးအဖွဲ့တချို့ဟာတယန်ဇာတကိုဖင်ခုထိုင်ပြီးတော့စစ်မတိုက်ဖဲစီးပွားရှာနေပါတယ်တော်လိုင်းရေးစိတ်သက်ပြက်ပြားနေပါတယ်အဲ့ဒါကဒုတိယအားနည်းချက်ပါစကိုင်းမကွေးဟာ NUG လက်အောက်ခံ PDF ပတ်ကဖားတွေအားကောင်းတဲ့ဒေသပါဒါပေမဲ့ NUG ဟာလောလောဆယ်ဖွဲ့စည်းပုံပြက်နေပါတယ် NUG ဟာသူ့အောက်က PDF နဲ့ပတ်ကဖားတွေကိုတောင်းကောင်းကောင်းမအုပ်စီးနိုင်တယ်လို့ဖြစ်နေပါတယ် NUG အမိန့်ကိုတောင်မှတည်တည်ဝူးဝူးမနာခံမဲ့ထင်နိုင်ကျဲနေကြတာမျိုးတွေရှိနေပါတယ် အဲ့ဒါကတက်တဲ့အားနည်းချက်ပါအဲ့ဒါကြောင့်စစ်ကောင်စီရဲ့နောက်လာမဲ့ပြစ်မှတ်ဟာစကိုင်းမကွေးဒေသဖြစ်ဖို့များတယ်လို့ကျွန်တော်ထင်ပါတယ်ဒီချက်ကို NUG အနေနဲ့အလေးနဲ့ထားပြီးစကိုင်းမကွေးကိုအထူးပြင်ဆင်ဖို့လိုအပ်နေပါပြီစကိုင်းမကွေးကြလို့မဖြစ်ပါဘူးစကိုင်းမကွေးကြရင်တော်လန်ရဲ့အတွက်သိအားနည်းသွားပါလိမ့်မယ်စကိုင်းမကွေးဟာစေုပ်စုအတွက်တိုက်လို့ကောင်းမဲ့အပြော့ဒေသတဖွဲဖြစ်နေတဲ့အပြင်မှာတိန်နဂဗျူဟာရအလွန်အရေးပါတဲ့နေရာလည်းဖြစ်နေပါတယ်အဲ့ဒါကြောင့်စကိုင်းမကွေးဟာစေုပ်စုမျက်စိကြားမဲ့ အဓိကပြင်းမဲ့ဖြစ်လာနိုင်မယ်လို့ယူဆတာပါ။သခိုင်းမကွေးဟာအခုတော်လန်ရေးတစ်ခုလုံးအတွက်အချက်ကြာအကြဆုံးတင်ဒကားပြူဟာအကြဆုံးနေရာပါ။တော်လန်ရေးကြီးတစ်ခုလုံးရဲ့အသေးနှလုံးနေရာဘိုးအချက်ချာနေရာလို့တောင်မှဆိုနိုင်ပါတယ်။သခိုင်းမကွေးကဘာကြောင့်တင်ဒကားပြူဟာအရာအရေးပါတယ်လဲဆိုတာကရှင်းပါတယ်။သခိုင်းမကွေးဒေတာဟာကချင်ပြည်ချင်းပြည်ရခိုင်ပြည်တွေနဲ့ဆက်ဆက်နေပါတယ်။စစ်ကောင်စီရဲ့အသေးနှလုံးဖြစ်တဲ့မန္တလေးတိုင်းနဲ့နေပြည်တော်ကိုလည်းချိတ်ချောက်နိုင်တဲ့နေရာဖြစ်နေပါတယ်။ အိန္ဒိယဘက်ထပ်ပေါက်ရှိတဲ့နေရာလည်းဖြစ်ပါတယ်အဲ့ဒီနေရာအလုံးကိုဆက်သွယ်ပေးနိုင်တဲ့နေရာလမ်းကြောင်းတစ်ဖွဲလည်းဖြစ်နေပါတယ်အဲ့ဒါကြောင့်စကိုင်းမကွေးဟာနောက်လာမဲ့ပြစ်မှတ်ဖြစ်နိုင်ပါတယ်ဗမာပြည်ကွန်မြူနတီပါတီရဲ့အရင်အတွင်မူရဲဝတ်ထွန်းကဆေအုပ်စုကြရှုံးဖို့ဆိုလို့ရှိရင် EAR မြေဝန်းဒေသမှာတနက်တန်ပေါက်ဖို့လိုတယ်လို့ပြောဦးတာလည်းရှိပါတယ်ရဲဝတ်ထွန်းဟာဂျပန်တော်လှန်ရေးကာလကလေးကတော်လှန်ရေးလောက်လာတဲ့ဒုတိယောက်ပါ ဒီစကားကိုသူပြောတာဟာအချင်းနေရက်ရက်ကိုအများကြီးတုံ့တက်ပြီးတော့မှပြောထားခဲ့တာဖြစ်မယ်လို့ယူဆရပါတယ်ရဲဘော်ထွန်းပြောတဲ့ AIR မြစ်ဝမ်းဒေတာမှာတနပ်တန်ပေါက်ဖို့ဆိုတာစကိုင်းမကွေးဒေတာကိုရည်ညွှန်းပြောဆိုတာပါအခု AIR မြစ်ဝမ်းဒေတာမှာတနပ်တန်ပေါက်တာဟာစေုပ်စုကြာရှုံးတော့မဲ့အတိတ်နမိတ်လို့လဲဆိုနိုင်ပါတယ်အဲဒါကြောင့်စကိုင်းမကွေးကိုကာကွယ်ဖို့လိုအပ်ပါတယ်စကိုင်းမကွေးကိုတနိုင်ငံလုံးကလူမျိုးစုတိုင်းရင်းသားတွေအပါအဝင် အားလုံးကဝိုင်းဝန်းကာကွယ်ကြဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့စကိုင်းမကွေးမကြရှုံးရေးဟာပြည်မနေလူမျိုးစုရဲ့အရေးတသက်မဟုတ်ဘဲနဲ့တနိုင်ငံလုံးရဲ့အရေးဖြစ်နေလို့ပါ။ဆေဥစုက TNLC ကနေညှိနှိုင်းတောင်းယူလိုက်တဲ့နေရာဟာမိုးကုတ်မိုးမိတ်ဖြစ်နေတာကိုအထူးသတိပြုဖို့လိုအပ်ပါလိမ့်မယ်။သူတို့တောင်းယူတဲ့နေရာဟာမိုးကုတ်မိုးမိတ်ဖြစ်နေတဲ့အတွက်ဆေဥစုရဲ့နောင်လာမဲ့ပြစ်မှတ်ဟာစကိုင်းမကွေးဖြစ်နိုင်လောက်တယ်လို့ယူဆကြဖြစ်ပါတယ်။မဟာဗျူဟာချက်ချာကြရတဲ့နေရာယူ သူကထိမ့်ချင်တာပေါ့အဓိကအညာနဲ့ဒါရှမ်းမြောင်နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းလမ်းကြောင်းကတော့ဒီမိုးကုတ်မိုးမိတ်လမ်းကြောင်းမိုးမိတ်ဆိုလို့ရှိရင်ဘုဘမှာဆိုကချင်ပြည်နယ်အထိဒါပေါက်တဲ့လမ်းနေကချင်ပြည်ထိပေါက်တဲ့လမ်းနေရှိတယ်ဆိုတော့အဲ့ဒီလိုမဟာဗျူဟာချက်ချာချာရဲ့လမ်းကိုပိတ်ဆို့တာကဘာလို့တွတ်တွရလဲဆိုတော့ဒါပုံမှန်လင်းလင်းပြောကြမယ်ဆိုလို့ရှိရင်အညာဒေသကိုစီးစင်းနေတဲ့အဲခေယံလက်နဲ့လမ်းချောင်းပိတ်ဆို့တဲ့သဘောပဲ မိုးဝမိုးမိတ်ဟာရှမ်းပြည်ကနေစကိုင်းတိုင်းကိုကူးဖို့အတွက်အကောင်းဆုံးလမ်းကြောင်းဖြစ်နေပါတယ်။မိုးကုတ်မိုးမိတ်ဆေးအဆုလက်ထဲရောက်သွားရုံနဲ့စကိုင်းမကွေးကိုလုံးဝဖြတ်တောက်လိုက်နိုင်တာမျိုးမဟုတ်သေးပေမဲ့အကောင်းဆုံးလမ်းကြောင်းပိတ်သွားတယ်ဆိုတာကိုတော့ညင်းလို့မရပါဘူး။မိုးကုတ်မိုးမိတ်ကိုစစ်ကောင်စီစိုးမိုးနိုင်လိုက်ပြီးဆိုရင်ရှမ်းပြည်နဲ့ရခိုင်ပြည်ဆက်သွယ်ရေးလမ်းကြောင်းကိုပါတားဆီးနိုင်လိုက်တဲ့သဘောမျိုးဖြစ်သွားပါတယ်။ရှမ်းပြည်နဲ့ချင်းပြည်ဆက်သွယ်ရေးလမ်းကြောင်းကိုပါတားဆီးနိုင်တဲ့ သဘောလည်းဖြစ်သွားပါတယ်အဲ့ဒီတော့ရှမ်းပြည်နယ်စကိုင်းမကွေးဒေသရခိုင်ပြည်ချင်းပြည်တို့ကိုဆက်သွယ်ခြင်းလို့ရှိရင်ကချင်ပြည်ကိုဖြတ်သွားပြီးတော့ဆက်သွယ်ရတော့မဲ့သဘောမျိုးဖြစ်နေပါတယ်ကချင်ပြည်နယ်ကနေပြီးတော့မဟုတ်ဖဲတခြားလမ်းကြောင်းတချို့ရှိနေနိုင်မှာသေးတယ်လမ်းကြောင်းအကုန်ကိုတော့ချအစွန်းနေဖို့မသိတော့သေးဘူးထင်ပါတယ်နော်တို့တို့ချို့ရေးတာပေါ့ရုံလေးသူဖိုးတော့တင်ထားတယ်တင်ထားတာရုံလေးဖိုးဆောင်တင်ထားတာက မုန်းတဲ့သူတွေတိုက်ခိုက်တဲ့သူတွေရှိနိုင်နိုင်ပါတယ်တဲ့အမှုပြလောကကနေအနာယူဖို့များပါပြီတဲ့အခုတင်တဲ့မြို့ပြတဲ့လမ်းမဆိုတဲ့ဇက်ကားအများကြီးစူးစမ်းထားပါတယ်တဲ့သိန်း6000ကျော်ကုန်ပါတယ်တဲ့ပြင်ဆင်ရိုက်ပြင်ဆင်လိုက်ရိုက်ပြင်ဆင်ရိုက်ကူးချိန်အချိန်တစ်နှစ်ခွဲကြာပါတယ်တဲ့ဒီနေ့စပြီးယုံတင်ပါတယ်တဲ့ကြည့်ပြကြည့်ပြတဲ့သူတွေက quality ကိုသိကြပါတယ်တဲ့ဒီနှစ်တစ်နှစ်လုံးမှာဝင်ငွေအ ਨੇ ဆုံးဇက်ကားဖြစ်စံချိန်ဝင်တော့ပါပြီတဲ့ယုံမှာလူတယောက်မှမရှိလို့ပိတ်ရပါတယ်တဲ့နံပါတ်1အချက်ကဘေးမှာအကြံပေးမဲ့လူကောင်းအကြံပေးမဲ့လူကောင်းဝိုင်းလို့ပေးမဲ့မိသားစုစိတ်ရှိတဲ့လူကောင်းမရှိဘူးတဲ့အမှုပညာရှင်အချို့ပါတဲ့ အဲ့စကားတွေအများကြီးမေးချင်ဘူးတဲ့အကူကြီးအကူအကူကြီးတောင်းတာဘွားပြမဲ့အကူကြီးတွေဝင်ကူပေးလိုက်ရင်းပေးလိုက်ရတာတဲ့တယောက်တည်းမဟုတ်ဘူးတဲ့လူပေါင်းရာကျော်တဲ့တဲ့အကောင့်အတူကနေ comment တစ်ခုအဆဲခံရပေါ့တော့သူတို့အဆဲမခံချင်ကြဘူးတဲ့ယုံလေးနဲ့မပတ်သက်ပါဘူးကင်းပါတယ်ပေါ့ထားပါတော့တဲ့ဝင်းရံပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအမှတ်တရရှိနေမှာပါတဲ့တစ်သက်လုံးမသိမချင်းအမှုပြန်လုံးချင်ကြတာတဲ့အဲ့ဒီရွက်ချက်ကမင်းများပြည့်စုံသွားမယ်လို့မထင်ခဲ့ဘူးဆိုပြီးယုံလေးကသူ့ဖိတ်ကမှသူရေးထားတယ်အဲ့တော့ပြောချင်တာကသူကသူ့ရှင်ကတိန်း၆တော်ကျော်ကိုခံပြီးရိုက်ခဲ့ပါတယ်ပေါ့ဗျာယုံလေးကတော့ရိုက်ခဲ့တယ်တနစ်ခွဲချင်ပြီးရိုက်ခဲ့တယ်ရိုက်ခဲ့ပေမဲ့အဲ့ဒီရွက်ရှင်ကက အခုယုံတင်တဲ့ခါမှာလူတက်မှမကြည့်ဘူးမကြည့်တဲ့သူစိတ်ညစ်သွားတယ်စိတ်မကောင်းဖြစ်သွားတယ်အဲ့လိုပဲသူယုံတင်တဲ့ရက်မှာပေါ့ဗျာ pressure တွေပေါ့ဗျာလူယုံတင်တဲ့ခါပေးသက်တင်နေချာမှာထွထွပုတ်ကိစ္စတွေကြားရကြတော့တဲ့ဒီယုံရှင်းကားတွေမှာပါလာတဲ့သေယုံဆောင်တွေတော်တော်တချို့တွေကလာမတက်ပြီပွဲလာမတက်ပြီပေါ့ဗျာမတက်ပြီတော့ခဏထားအောင်ပေါ့နော်အဲ့ဒီပုံကိုအလူပြချင်းတယောက်ကအောက်မှာ comment လေးသူသွားရေးတာပေါ့နော် comment လေးသွားရေးတာတောင်းတဲ့ comment လေးသွားရေးတာတော့မှာပဲအဲ့ comment ရေးတဲ့ post ကိုအဲ့ကောင်ဖျက်ပြစ်ပါတယ်တဲ့ဖျက်ပြစ်ပြီးတော့တဲ့ ဖြတ်ပြီးပြီးတော့ तू နဲ့မပတ်သက်သလိုမျိုးမပတ်သက်ခဲ့သလိုမျိုးလုတ်ပစ်တယ်တဲ့ तू ဘု து ပြောတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်တော့တိုင်ရုံဖြစ်နေတယ်တိုင်ရုံပြောတာဒီဇကားရဲ့ဟိုလူသိများဆုံးကပုံကွာတိုင်ရုံအဲ့တော့တိုင်ရုံပြောတာတိုင်ရုံရဲ့အောက်မှာ तू ကွန်မန်ဒီသွားရေးတယ်ပေါ့ဗျာဒါကို तू ပြောချင်တာဒါပေမဲ့ကျွန်တော်ကတော့ तू ကတော့မရေးထားဘူးကျွန်တော်တော့သိတယ်အဲ့ဒါဆိုဘာဆိုကျွန်တော်ကသိပြီးသွားပြီမြင်ပြီးသွားပြီမို့လို့အော်တိုင်ရုံအောက်မှာ तू ကွန်မန်ဒီသွားရေးတာဘောလုံးပွဲကိစ္စလေးပါသွားရေးတာဟုတ်တိုင်ရုံကသူ့အောက်မှာယုံလေးကကွန်မန်ပေးလိုက်ပြီးအဲ့ဒီ post ကို तू ဖျက်ပလိုက်တယ်ဖျက်ပလိုက်ပြီးတော့ယုံလေးကသူနဲ့မပတ်သက်သလိုမျိုးတိုင်ရုံကလှုပ်တယ်ပေါ့ဗျာအဲ့ဒါကို तू ပြောတာအဲ့တော့လူပညာရှင်အချို့က ဒီရုပ်ရှင်ကားထဲမှာပါတဲ့တချို့နုပြရှင်တွေကယုံလေးယုံနေပိုယုံတင်တဲ့အချိန်မှာလာပြီးမပူပေါင်းပြေးကြဘူးမကူညီပြေးကြဘူးအဲ့တော့ယုံလေးကအဲ့ဒါကိုစိတ်မကောင်းဖြစ်တယ်ပေါ့ဖြစ်ပြီးတော့ဖြစ်တဲ့အပြင်ရုပ်ရှင်ယုံကားမှာလူတယောက်မှလာမကြည့်ဘူးဗျာမကြည့်တဲ့အတွက်သူရုပ်ရှင်လောကနားပါတော့မယ်ဆိုပြောတယ်ယုံလေးသူတင်ထားတဲ့ pose ရဆိုရင်တငယ်ချင်းကောင်းမိတ်ဆွေကောင်းပေါ့ဆိုတော့ယုံလေးကောင်းတာဆိုတာကျွန်တော်မသိဘူးစိတ်လေးဝင်စားတော့သူကစိုးစိုးကောင်းသူကိစ္စဒါပေမဲ့ကျွန်တော်ဘာမှမြင်လိုက်ဆိုယုံလေးကသူလိုက်ကူပေးခဲ့တဲ့လူရှိရတယ်ဒါပေမဲ့သူ့ဒီရုပ်ရှင်ကားထဲမှာလည်းပါတယ်ဒါပေမဲ့တကယ်တမ်းဖြစ်လာရုပ်ရှင်ကားထဲမှာလာအောင်ဖေးမရက်ပေးဘူးဆိုတော့ လူလောကမှာလူအတိုင်းမှာအဲ့ဒါကြီးကြောက်ဖို့ကောင်းတာနော်လူအတိုင်းမှာကိုအစီပြေတော့ကိုဝါပြေတော့မှာတော့ကို့နာဟိုးဟိုးနဲ့ကိုလည်းတစ်ခုလည်းဖြစ်သွားချက်ချင်းကြောက်တော့ဆိုတော့လူအတိုင်းမှာရှိတယ်ဗျခင်ဗျားဆွေမျိုးညီကိုမောင်တော်မတွေမှာလည်းရှိတယ်လူအတိုင်းမှာရှိတယ်အဲ့လိုလူတွေကိုကျွန်တော်တို့သေချာစစ်ထုတ်ပေါင်းသိကြဖို့လိုတယ်ဒီလိုလူမျိုးတွေကိုကျွန်တော်တို့နာနာမှာဝီနီးဆုံးရောက်မနေအောင်သတိထားဖို့လိုတယ်ဘာလို့ဆိုတော့စိတ်မချအောင်လူဆိုတာခင်ဗျားဟိုမိတ်ဆွေအပေါင်းသင်းဆိုတာတယောက်နဲ့တယောက်အ ਨੇ ဆုံးတော့တက်ဆာရှိမှုထားရတယ်အခုမြန်မာအခုမြန်မာကောင်းဆောင်ဘိုးဘိုးမူကြီးမြောင်းလိုက်ကိုဘယ်လိုလုပ်သမလားလာပြီးတော့တွေ့ရဆိုတာဒါပဲ ရှင်းရှင်းပြန်ဗိုလ်ချုပ်မှုကြီးကိုတခြားလူတွေကဝိုင်းပြီးတော့ဖယ်ကျင်းဖို့ကြိုးစားတယ်ဗိုလ်ချုပ်မှုကြီးကိုနှိမ့်ချဖို့ကြိုးစားတယ်အဲ့အချိန်မှာဘယ်လိုလုပ်သမလားဟဲ့အောင်နေငါတာငါတကယ်ချင်းလာမထိနဲ့ဆိုတော့ပုံစံမျိုးသူကိုယ်တိုင်လာရက်ပြတယ်ဒါဘာလဲဆိုတော့တကယ်ချင်းကောင်းမိတ်ဆွေကောင်းပြီးသားပြတယ်ဒီအတွက်ဘယ်လိုလုပ်သမလားရင်းနေမှာရောဗိုလ်ချုပ်မှုကြီးရင်းနေမှာရောနှစ်ယောက်တို့ကတို့ရင်းနေမှာတယောက်တောင်ပြန်လဲကူညီမှုတွေကတစ်တလုံးမရောမဟုတ်ဘူးနောက်မျိုးဆက်တွေအကုန်လုံးဒီဒါပြောစကားဖြစ်နေပြောဆိုမှရှိနေမှာအစိုးရတိုင်းဝန်အုပ်ချုပ်သူတိုင်းဝန်ကြားထဲမှာထိပ်ပိုက်လူတွေကြားထဲမှာငါတို့ဟိုဒီလိုမျိုးလူတွေဝိုင်းပြီးတော့အပြစ်တင်ဝေဖန်ဖယ်ချင်နေတော့ကဘယ်လိုလုပ်ကငါတို့ဒီလိုလုပ်ခဲ့တယ် ငါတို့လက်ခံကြိုးစားခဲ့တယ်အဲ့တော့ငါတို့ကလက်ခံကြိုးစားပြီးငါတို့စီကိုလာလဲခဲ့တယ်ဒါငါတို့တဲ့တကယ်ကိုမိတ်ဆွေကောင်းပဲဆိုတော့သူတို့ကယုံကြည်သွားမှာရုရှားကိုလည်းဒီတိုင်းပဲပြောမှာကျန်တဲ့နိုင်ငံတွေကဒီတိုင်းပြောလိမ့်မယ်အဲ့ဆိုဘာလို့လဲသူကိုသူ့အပေါ်မှာတေချာလေးဝဖြစ်ခဲ့တဲ့အတွက်သူဒါဟုတ်ပြောအဲ့တော့မိတ်ဆွေကောင်းဆိုတာအရေးကြီးပါတယ်လူတိုင်းဝမှာမိတ်ဆွေကောင်းဆိုတာရှိတယ်ကျွန်တော်လည်းကိုကျွန်တော်တို့မှာလည်းလူတိုင်းဝမျိုးစုံရှိတယ်ဟိုတကယ်ကိုဆိုးတဲ့ဟိုအကြံဆိုးနဲ့ ရှိတဲ့မိတ်ဆွေကြီးကျွန်တော်ကျွန်တော်နားမှာလာတာရှိတယ်။တကယ်ကောင်းတဲ့မိတ်ဆွေကြီးလည်းရှိတယ်ကျွန်တော်စီမှာ။အဲ့တော့လောကမှာခင်ဗျားတို့အနေနဲ့သိချာကြည့်ယုံလေးဖြစ်စဉ်ကိုကြည့်ရင်ခွဲချမ်းစိတ်ပြကြည့်ရင် analysis လုပ်ကြည့်ရင်ကိုယ်နားမှာရှိတိုင်းလူကောင်းလို့မထင်နဲ့။ကိုယ်တကောက်တာနဲ့ကန်ချပြီးထွက်ပြေးသွားမယ်လူတပုံကြီးပဲဆိုတာယုံလေးဖြစ်စဉ်ကိုကြည့်ရင်အဖြေထွက်တယ်။ဒါကြောင့်ခင်ဗျားတို့အဲ့ရအောင် message ပေးချင်တာယုံလေးကောင်းတာဆိုတာသူကိစ္စကျွန်တော်လည်းစိတ်ဝင်စားဘူးရှင်းရှင်းလေးပြောရအောင်။အဲ့တော့ခင်ဗျားတို့အနေနဲ့ဒါကိုသိစေချင်တာ